ရအများကြီးတော့တွေ့ရပါအခြေရတော့တသမောင်းမရှိဘူးတော့မပြောပါဘူးရှိရောရှိရဒါပေမဲ့အလုပ်ထိခြေရတော့ဘယ်လိုမျိုးဦးစားပေးနံပါတ်1နေရမှာတော့မမထားဘူးပေါ့ဟုတ်ဘာမှပြောဘူး तू ကတော့ तू ကတော့ဘာလဲဆိုတော့တသမောင်းကိုလည်း तू ယုံကြည်ရပေါ့နော်အဲ့လိုမျိုးထပ်ပြီးတော့အဲ့လိုမျိုးထိခိုက်ခံစားရမျိုးတွေမဖြစ်ဘူးဆိုတာကို तू ယုံကြည်ရကိုတွေ့နေတဲ့အခြေရတွေပေါ်မှာအမြဲတမ်းအကောင်းဆုံးနေပဲပြည့်ကြတယ်ယုံကြည်ရတေချာပေါ့ပေါ့နော်ကိုလက်ကြရင်လည်းကံကောင်းမယ်လို့ယုံကြည်ပါတယ် ို့နဲ့တော့အများကြီးနေရတော့လာဆိုအားကြတာပေါ့နော်ကိုလည်းအချိန်တန်တဲ့ခါကြလို့ရှင်တော့အဲကံပါရယ်ဆိုရင်တော့အပြိုကြီးဖြစ်မဲ့ကံစားတာမပါဘူးဆိုလို့ရှင်တော့အဲ့လိုမျိုးပဲမွေးရင်လည်းမွေးဖြစ်မှာပေါ့ဟုတ်မမအင်တော်ကြီးတန်ကောင်းနေပြောပါမလားပြောလို့ရပါတယ်ဒါပေမဲ့စကားတော့အကုန်မပြောရဘူးလေပြောရတယ်ဆိုတော့အခုတော့ကံကောင်းနေပါသေးရဲ့ကိုမဟုတ်ဟာမန်းစမအူမောင်စုံလောစေတော့မရှိပါဘူးလောစေတော့ A C C ပဲတန်ကောင်းနေပါအောင်ဟုတ် ချက်မှတော့ချစ်တရားအများကြီးတော့တွေ့ရပါဘူးကိုချစ်တဲ့တကယ်ချင်းတွေရှိရင်မိသားစုရှိရင်မိတ်ဆွေရှိရင်ကိုချစ်ပေးနေတဲ့သူတွေရှိရင်ဆိုတော့အချစ်ရရတော့တသမောင်းမရှိဘူးတော့မပြောပါဘူးရှိရရှိရဒါပေမဲ့ကြည့်ရတော့ဘယ်လိုမျိုးဦးစားပေးနံပါတ်1နေရမှာတော့မထားဘူးပေါ့ဟုတ်ရွေးချယ်နေတုန်းကလက်ရှိရရှိနေတာအဲ့လိုလေပြောလို့ရပါအမေကိုနေမတတ်ပါနဲ့လားရှင်ဟုတ် ဟိုခုနပြောသလိုပဲအမတို့အိမ်တော်ရေးမြင်ပြီးတော့လဲကိုအားကြပါရဲ့တခြားတခြားအဲ့လိုမျိုးအိမ်တော်ရေးကန်ကောင်းတဲ့အဲ့လိုမိမတွေကိုကြည့်ပြီးတော့လဲအားကြတယ်ကိုလည်းအဲ့လိုဖြစ်ချင်တယ်မမရှင်မဖြစ်ဘူးပါရဲ့အဲ့လိုမျိုးပေါ့နော်ကိုကအဲ့လိုအိမ်တော်ရှင်မအဲ့လိုမျိုးဖြစ်ချင်တာပေါ့နော်ဒါပေမဲ့အဲ့ဒါကြီးက30မတိုင်ခင်မှာတည်းကအခုလည်းမဖြစ်ချင်ဘူးလားဆိုဖြစ်ချင်ဒါပေမဲ့ဟိုအချိန်တန်လို့ရှိရင်သူ့ဘာနဲ့သူဖြစ်ချင်နိုင်လို့ဖြစ်သွားမှာပဲပေါ့နော်ခုနပြောသလိုပဲအဲအချိန်မတန်ဘူးဆိုလို့ရှိရင်လည်းသူ့ဘာသူပြိုပြီးပဲဖြစ်ချင်လည်းဖြစ်မှာပေါ့ဟုတ်မမရောဒါအချိန်နဲ့ပတ်သက်ပြီးသားပြောသေးတယ်ဘယ်လိုမျိုး ။ဟာပြောဦး तू ကတော့ तू ကတော့ဘာလဲဆိုတော့သမောက်လည်း तू ယုံကြည်ရဲ့ပေါ့နော်အဲ့လိုမျိုးထပ်ပြီးတော့အဲ့လိုမျိုးထိခိုက်ခံစားရတာမျိုးတွေမဖြစ်ဘူးဆိုတာကို तू ယုံကြည်ရဲ့သမောက်အခြေအနေပတ်သက်ပြီးတော့နာကျင်တာမျိုးကတော့ तू ဟိုပေါ့နော်လက်ထပ်ပြီးထပ်ပြီးတော့ကိုရွေးချယ်တဲ့အခြေအနေနာကျင်တဲ့အခြေအနေမျိုးမဟုတ်ဘူးဆိုတာကို तू ဒေတာပေါက်ယုံကြည်ပါတယ်ဟုတ်ဒါကအိမ်အောင်ရေကန်လည်းပြောလို့မရဘူးပေါ့နော်သူကြီးစားပွားမှာကံမကောင်းဝင်မဲ့အိမ်အောင်ကြောက်သွားလို့ရှင်ကံကောင်းတဲ့သူတွေလည်းအများကြီးရှိတယ်လို့မျိုး ဒီစားပွားမှာတော့ဟိုကကြတော့အဲ့လိုမျိုးပေါ့နော်ကန်ကောင်းပြီးတော့အိမ်အောင်ကြီးကြလို့ရှင်လည်းမျိုးဖြစ်သွားရရှိရပေါ့ဆိုကိုလည်းဒါရီကိုကြည့်ပြီးတော့ခိုင်ကြလို့ရှင်အဲ့လိုမနှမ်းပြောရလို့ရှင်ယူကျင်တာတော့ရှိရပါတော့เนาะတာယာတဲ့သူတွေတွေ့နေတော့ယူကျင်တာပေါ့အဲ့လိုမျိုးတွေ့လို့ရှင်လဲစဉ်းစားရခက်ပြန်ရောကိုမလေးဆိုတော့ရွေးချယ်မှုမှားသွားလို့ရှင်မိမတယောက်တွက်ကကြတော့တဘွာလုံးစာအတွက်သွားပြီပေါ့เนาะဆိုတော့စဉ်းတော့စဉ်းစားရတယ်ဒါပေမဲ့ကိုကတော့အချစ်ရေးမှာဆိုရင်အမြဲတမ်းအကောင်းဆုံးနေပေးခဲ့တဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲ့လိုမျိုးကိုကိုကိုလည်းချိန်ချိန်မှာကောင်းတာတွေပြင်ရမယ်ဆိုတော့တေချာပေါက်ယုံကြည်ရအမြဲတမ်းလိုလိုကိုတွေ့နေတဲ့အခြေအနေတွေပေါ်မှာအမြဲတမ်းအကောင်းဆုံးနေပဲပြည့်ချက်တယ်ဆိုတော့ယုံကြည်ရတေချာပေါက်ပေါ့နော်ကိုလည်းကြိုင်လည်းကံကောင်းမယ်လို့တော့ယုံကြည်ပါတယ်ဟုတ်ဆိုတော့အင်မော့အဲ့လိုပေါ့ဟိုငငယ်တော့အမေပြောတဲ့စကားလိုပေါ့ငငယ်တော့ဆိုရင်သူငယ်တန်းမှာတွေ့ရင်သူငယ်တန်းဟောပဲရမယ်ပေါ့တက်ကြီးလာတဲ့အခါမှာ level ပုံပုံမြင့်လာလေလေပြီးတော့ပို့ပြီးကောင်းတဲ့သူကိုပို့ပြီးတော့ရွေးချယ်လိုက်တာလေးလေးပေါ့အဲ့လိုပဲစဉ်းစားထားပါတယ်ဆိုတော့ ရေးသားကတော့ရှိချင်ရှိရပါတော့เนาะဒါပေမဲ့အိမ်နောက်ဘက်ကတော့ရွေးဖို့ကလိုပါသေးရဲ့တမောင်တွေကဟုတ်အဓိကကတော့ကို့ပေါ်ညားရဲကို့ပေါ်ကောင်းနေသူပေါ့နော်ဆော့တဘောကလုံးစာအတွက်ကတော့စကားကုံတော့ပြောလို့မရဘူးပေါ့နော်ကိုလည်းကောင်းနေဆိုပြီးရွေးပြီးတော့မှမကောင်းတဲ့သူလည်းရှိကြလို့မျိုးပေါ့နော်အဲ့လိုမျိုးတကယ်လည်းကောင်းသွားတဲ့သူတွေလည်းရှိတယ်ဆိုအိမ်တော်ကြီးကန်ဆိုတော့ပြောလို့မရဘူးပေါ့နော်ဆော့ဒီမှာတော့အများကြီးတော့မပြောတတ်ဘူးဒါပေမဲ့ရရကန်ကိုပုံချထားတယ်ကိုဘက်ကလည်းအကောင်းဆုံးနေပဲပေးရပေါ့နော်အဲ့တော့ကိုစီကိုလည်းအကောင်းဆုံးနေပဲလာမယ်လို့ယုံကြည်ပါတယ်ဟုတ် အမိတ်မွယ်ဆိုင်တက်ပုံမွယ်လေးဆိုတော့လာရောက်ချင်းမြင်ပေးရပါအမိတ်မွယ်ဆိုတာလေကို့မလိုပဲဖြစ်နေရဆိုတော့ဟုတ်မိတ်မွယ်စီအဲဒီကွတ်တီကိုလည်းမောင်းကြိုက်တယ်ဆိုတော့လာအပေးပြစ်တာပေါ့စားတော့မစားဘူးစားသေးတယ်အေးရအဲ့လိုချင်ငန်ဆက်တွေအေးရအဲ့လိုမျိုးအယိုးအကြာကြီးပြုတ်ထားရတာကြတော့အရတာတွေကစိတ်ပြီးတော့အရတာတော်လေးဝင်ပြီးတော့အဲ့လိုအဆက်ပြတ်နေတဲ့သူတွေဆိုရှင်စားကြည့်တော်တော်ကောင်းတယ်ပြီးတော့ဒီမော့ဒီစီကြယ်လေးကိုကိုကြိုက်တယ်စီကြယ်ကဒါနေမကောင်းတဲ့သူတွေအဲ့လိုနန်းနန်းထသူတွေပေါ့နော်၃၀၀ အရက်သာပြက်နေတဲ့သူပဲဇက်ပြက်နေတဲ့သူတွေဆိုလို့ရှိရင်ဒီ feature လေးစားလိုက်လို့ရှင်တော်တော်အပြည့်ပါမှာပြီးတော့ဒီဆိုင်ရဲ့ထူကြချက်ကဒီခောက်ဆွဲကဒီဆိုင်မှာပဲလောက်တာပေါ့နော်ဆိုတော့သူများတခြားဆီကနေဝယ်ပြီးလောက်တာမျိုးမဟုတ်ဘူးဆိုင်မှာပဲ handmade လောက်တဲ့ခောက်ဆွဲပေါ့နော်အင်းအရင်ကောင်းတယ်